ကဲကလေးတို့ရေခုနကတချို့တို့အပင်ဆေးပန်းတွေကိုလိလာပြပြဆိုတော့ကဲနောက်ထပ်ဒီမှာကြည့်ပါအောင်အဲ့လိုအပင်တစ်ခုဖြစ်ဖို့ရန်အတွက်လေသူတို့ကပြည့်နေလာကြလဲဆိုတော့အစီတွေကနေလာကြရနော်ဟွန်းဒီမှာကြည့်ပါအောင်ဒါကတင်မောသည်နော်ဖဖက်ရဖဖက်ရအစီတွေညာကြီးပဲနော်အဲ့ဒီအစီကနေပြီးတော့မှအပင်ဖြစ်လာတယ်ဟောဒီမှာကြည့်ပါအောင်ပန်းဒီအလဲမှာတွေ့လား အစီလေးပြကြည့်ပြကြည့်လေးရှိရနော်ပန်းတီးစားတဲ့ခါမှာအစီကလေးတွေရှိတယ်အဲ့ဒီအစီကနေပြီးတော့အပင်ထွက်လာတယ်ဟောဒီမှာတလောင်းတည်းရှိတယ်နော်ခုနပန်းတီးလို့တင်မောတီးလို့လည်းအစီတွေအများကြီးမရှိအစီတစီပဲရှိရတာကတော့အမ်ထောဘတ်တီးအဗိုဂါရိုနော်အဗိုဂါရိုဖြစ်တယ်ဟွန်းအအပင်တွေကလေနော်အစီတစီနော်ဥမာအဗိုဂါရိုရဲ့အစီကလေးပေါ့နော်အစီတစီကနေပြီးတော့မှသူတွေတွေကမြေကြီးထဲမှာနော်အမြင့်ကလေးတွေထွက်လာမယ် ပြီးအမြင့်ကလေးတွေကနေပြီးတော့မှအပင်ပေါက်ကလေးကတိုးပြီးတော့မြေကြီးပေါ်နေထွက်လာမယ်တဖြည်းဖြည်းနဲ့အဲဒီအာနေရောင်ကြီးအာဟာရကိုယူတယ်ရေရဲ့အာဟာရကိုယူတယ်ပြီးရေရဲ့အာဟာရကိုယူပြီးတော့မှအပင်ကတဖြည်းဖြည်းတဖြည်းဖြည်းကြီးသွားပြီးတော့မှနောက်ဆုံးမှအသီးလေးနဲ့ဝေဝေစာဖြစ်တာဟောဒါကတော့အပင်တပင်ဖြစ်လာဖို့ရန်အတွက်အရေးကြီးဆုံးဖြစ်တဲ့เนาะအဆစ်ကလေးတွေအကြောင်းပေါ့